Hello အားလုံးမင်္ဂလာပါ Good day Bobo Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါလိမ့်ခင်ဗျာကဲကြောဒီစနေနေ့ဆိုတော့ပွဲစဉ်တွေအများကြီးရှိပါတယ်။အော်ဒီဖိုင်ကတော့ကျွန်တော်ပြီးများလိအတင်းနေအကုန်လုံးကိုကျွန်တော်တုံးသက်ပေးသွားပါမယ်။အဲနောက်တဲ့အချိန်ရရင်တော့ဒီစပိန်၊အီတလီ၊ဂျာမန်ပြင်သစ်ဒီဟာကိုတစ်ဖိုင်တက်တက်တည်တံ့လုပ်ပေးပါမယ်နော်။ငယ်တော့မနေ့ကတော့ကျွန်တော်တို့ဒါဖိုင်ရန်က ဂိုးပေါ်ကလေးလုံးနဲ့ရက်သွားတယ်ပြား90 40 60ဒီဝင်းကျင်နေတာဂိုးပေါ်အပေါ်ပြားရှုံးနေပေါ့နော်အဲဘင်းအနာစာပွဲကလည်းတူသီးနဲ့ပဲရက်သွားတော့ကျွန်တော်ကိုပေါင်းပေါ်မရလာအဲ့တော့ဖရီတင့်ညီကိုရတာမနေ့ကတပွဲကြော်စာလောက်တပွဲခွဲစာလောက်နှုတ်ပြတယ်ပေါ့နော်မမ်ဘာကတော့ကျွန်တော်တို့မာဆေးဘော်ဒီပြင်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ဂျီရိုနာ5အောင်ရတဲ့အတွက်မန်မာကတော့ဒါပြား90ဝင်းကျင်လောက်တော့အပေါင်းပြန်ပြရတယ်ပေါ့နော်။အော်ဒီနေ့တော့ကျွန်တော်အကုန်လုံးမန်မာ free or ဟန်ချက်ညီညီလေးအပေါင်းပြောင်းထူသားပေးမယ်။ပြီးတော့ mount နေ wash back coat တွေနော်ဒါလေးတွေလည်းကျွန်တော် join တိတ်တန် channel ပဲပါ channel မှာအကုန်ပို့ပေးပါမယ်။အော်ကျွန်တော် channel link တွေကိုဒီ video ရဲ့ comment မှာရော description မှာကျွန်တော်ချပေးထားပါမယ်။မ join တဲ့ညီကိုရှင်ရမှာဝင်ရောက် join ပြီးတော့ညကြရင် mount နေ wash back coat တွေဒါ fit ထိုးခွက်တွေပေါ့နော်အကြိုက်တွေထိုးခွက်တွေယူဆောက်လို့ရပါတယ်နော်။ ဲ့တော့ကျွန်တော်စပြီးတော့ပြောပြပေးပါမယ်ပထမဆုံးပွဲစဉ်ကတော့ Brandford နဲ့ Man U ပေါ့နော်အဆောဆုံးပွဲစဉ်တော့ဖြစ်နေတယ်အဆောဆုံးပွဲစဉ်ဖြစ်တဲ့အတိုင်းပဲနည်းနည်းလေးတော့ ending ရတော့များတယ်ပေါ့လीနော် Man U ကတော့နောက်ဆုံးပွဲစဉ်မှာတော့ကျွန်တော်တို့ Chelsea ကိုအိမ်ဝင်းမှာနိုင်ရထားတဲ့အချိန်လေးနဲ့တော့ဒီနေ့ပွဲစဉ်မှာကြိုးစားကြံလာမလားဆိုတာလေးကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်လက်ရှိမှာမန်ယူတက် level ကို65ပြားရှုံးပေးတယ်။ဂိုးပေါင်းကြီးက3လုံးကို15ပြားနိုင်ပေးတယ်ပေါ့နော်။အဲ့တော့ ဘော်ဒီကြီးတန်းကတော့အရင်ကတော့ပြောင်းလဲမှုရှိလားဆိုတော့ level 60 80 80ဆိုတော့တိတ်တော့လေထူးခြားခြားကြီးတော့မရှိဘူးကိုပေါင်းကြီးလေးကတော့၃လုံး30လောက်ကနေ၃လုံးဒီဟိုပါ10ပြားချုံ15ပြားချုံ15ပြားနိုင်ဆိုတော့ပြား30 20ဒီလောက်လေးတော့ဒါနည်းနည်းလေးတော့ပြင်းလာတဲ့ဘက်ကတော့တွားနေပေါ့နော်အော်ကျွန်တော်အစောဆုံးပွဲစဉ်ဒီအရင်တစ်ပတ်ကကျွန်တော်ဘလောက်နဲ့ပြီးထားတဲ့ချက်ပြန်ကြည့်လိုက်ပါမယ်ခဏလေးပါလပါဘူး21 Everton เนาะ လပောင်းတူပွန်းအဘဒန်ဘော်ဒီအပေါ်ဘော်ဒီရအပေါ်မအောင်ကိုပေါင်းပေါ်အောင်နဲ့ရှေ့မှာအာဆင်နယ်3စီအဲ့တော့ဘော်ဒီအပေါ်က တပတ်အောင်ထားတဲ့ကိုပေါင်းအပေါ်ရင်တောက်ချောင်းတက်နေရနော်ပုံမှန်ဆိုတော့6နိုင်ပွဲတွေကအောက်တီအောင်နာများတယ်ဘော်ဒီအောက်တို့ကိုပေါင်းအောက်တို့ပေါ့နော်ဒီလိုပုံစံလေးနေအောင်နာတော့များတယ်အော်ဒီနေ့မှာဘလို flow လာမလဲပေါ့နော်လက်ရှိကားနဲ့ခြေစွမ်းနေကျွန်တော်ထပြီးကြည့်ကြရတို့ကန်ထားတဲ့ပွဲတွေကျွန်တော်ကြည့်မယ်ဆိုရင် Brand 4ကနောက်ဆုံးပွဲစဉ်မှာ Fulham တို့ Lebanon Derby မှာပဲ3-1တို့ရှုံးနိုင်ပေါ့နော် ဘန်ဖိုးကလက်ရှိမှာကာလန်ဖောင်အကောင်းလားဆိုနောက်ဆုံး၅ပွဲမှာတော့တပွဲပဲနိုင်ထားတယ်ဘုံမောက်ကိုလိဖ်ကတ်မှာတူးချင်းရတဲ့တပွဲပဲရှိချန်တဲ့ပွဲစဉ်တွေကချဲလ်ဆီကိုတည်ရအက်စတန်မီလာကိုလိကတ်မှာတည်ချန်တဲ့ဆန်နာလောင်းကို2-1နဲ့ရှုံးတယ်ဖူအောင်2-3-1နဲ့ရှုံးတယ်ဆိုတော့အရင်ကြီးတော့အားရစရာတော့မကောင်းဘူးပေါ့နော်အမတ်ပေးစရာမှာဆိုရင်လည်းတမတ်ပဲရထားပြီးတော့ sorry တပွဲပဲနိုင်ပြီးတော့၄မှတ်နဲ့အဆင့်၁၆မှာရန်တည်နေမန်ယူကကြတော့9မှတ်နဲ့အဆင့်၁၁ပေါ့နော် မန်ယူကိုကြည့်မယ်ဆိုရင်မန်ယူနောက်ဆုံးပွဲစဉ်မှာတော့ဒါချက်ဆီကိုသူတို့နိုင်ထားတယ်နောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုရင်တော့ဘန်လီကိုသူတို့နိုင်တယ်ချက်ဆီကိုနိုင်အဲ့နှစ်ပွဲသူတို့နိုင်ထားမန်စီးတီးကိုရှုံးတယ်ဂင်ဖစီတောင်းကိုဒါဝေကင်းတူတူတင်ကြဖူအောင်ဝဝန်းတင်ကြတယ်ပေါ့နော် အော်မန်ယူလက်ရှိအဝေးကွင်းပြောင်းကြည့်မယ်အဝေးကွင်းတင်းတက်မှာကြည့်မယ်ဆိုနိုင်ပွဲလုံးဝမရသေးဘူးဖူဟန်ဒီလန်ဒန်ကလပ်ဖြစ်တဲ့ဖူဟန်ဝမ်ဝမ်တေကန်နဲ့ကင်ပလီတောင်းတူတူမန်စီးတီးကို3-0ဆိုတော့နှစ်ပွဲတေတပွဲရှုံးအဝေးကွင်းဖောင်တော်တော်လေးမကောင်းတော့တွေ့နေရပါတော့မန်ယူရဲ့အဝေးကွင်းဖောင်မကောင်းဖြစ်နေတယ်ဘရန်ဖိုးရဲ့အင်ကွင်းဖောင်ကြည့်မယ်ဆိုရင်တော့ဘရန်ဖိုးကအင်ကွင်းမှာအက်စတရီလာကိုပြင်းပြလိမ့်မှာတပွဲနိုင်နိုင်ကြံတဲ့ပွဲစဉ်တွေတော့တူတေတွေကြာထားတော့တွေ့ရတယ်ပေါ့နော် အော်နှစ်သိန်းစလုံးကတော့အရင်ကြီးအားရစရာတော့မကောင်းဘူးပေါ့နော် head to head ကြီးကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့မနေ့က Brandford England မှာ4-3နဲ့ Brandford က9နဲ့အဲ့တော့ Brandford ကတလုံးကိုပြားနိုင်နော်တလုံး90နိုင်လား60နိုင်အဲ့လောက်တော့ပြီးခဲ့ရအောင်နော်မန်ယူအဲ့ဘရန်ဖို့ကတကယ်ကြီးပြီးတဲ့အတိုင်းမနိုင်သွားတယ်မန်ယူအင်ကွင်းမှာမန်ယူ2-1နဲ့နိုင်တယ်အဲ့တော့လည်းတလုံး90နိုင်လောက်မန်ယူကပြီးတယ်2-1နဲ့နိုင်တယ်ရှေ့တန်းထဲမှာမန်ယူကဒီ တလုံးအပြည့်နိုင်ကြည်နံပေးပြီးလက်ရှိကြည်နံနဲ့နှိဆက်တယ်ပေါ့နော်တလုံးအပြည့်နိုင်ကြည်နံပေးပြီးဝန်ဝန်တည်ကြထားတယ်အိုက်ရှေ့မှာမန်ယူအင်ကွင်းမှာ2ဝန်းနဲ့မန်ယူတလုံး90နဲ့ထပ်နိုင်တာမန်ယူကကိုယ့်အင်ကွင်း3ပွဲဆက်တော့ပညာရှင်မှာတော့နိုင်ထားတော့တွေ့ရဒါပေမဲ့ဘရန်ဖို့အင်ကွင်းမှာတော့2နှစ်ဆက်တိုက်တော့နိုင်ပွဲပျောက်နေတယ်3နှစ်6နှစ်ပေါ့အဲ3နှစ်ဆက်နိုင်ပွဲပျောက်တာရှေ့တနှစ်မှာတန်ဟန်ရောက်တဲ့နှစ်က40နဲ့ရှုံးတဲ့တပွဲပါဝင်ဆိုတော့3နှစ်ဆက်နိုင်ပွဲပျောက်တယ်2ပွဲရှုံးတဲ့တပွဲတည်ဆိုတော့ဒီကြီးရတဲ့2ပွဲပြီးခဲ့တယ်ပေါ့နော် တော့အရင်ကြီးတော့ဘရန်ဖို့အိမ်ခွင်းဆိုတာချိန်နေတော့မကောင်းဘူးမန်ယူကဒါပေမဲ့ကျွန်တော်ဒီပွဲမှာဗာကြည့်ကြရလို့ရဘရန်ဖို့ကလည်းရှိမှာချိန်သွင်းရတယ်စုပ်နေမန်ယူကတော့ဒါပြီးခဲ့တဲ့ Chelsea နဲ့နိုင်ပွဲကြောင့်ဒီပွဲကိုသူတို့ပြန်ပြီးတော့အဲနိုင်ပွဲဆက်ထိန်းနိုင်မလားဆိုတာလေးစောင့်ကြည့်ရမယ်။ဘာကြောင့်လဲဆိုတော့သူတို့ဒါ standing point သူတို့ပုံစံမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်။ဟို motivation တစ်ခုရသွားပြီးတော့အဲဒီပွဲကိုသူတို့ တတော်ကြကြနဲ့နိုင်လို့စိတ်ပြင်းထန်မှုနဲ့ဒါကန်လာမယ်ဆိုတော့ brand 4နိုင်နိုင်ချင်ရှိရ brand 4မှာလက်ရှိမှာဒါအန်ဘူမိုတို့မရှိတော့ဘူးဝစ်စာတို့မရှိတော့ဘူးအန်ဘူမိုကလည်းဒါတူရဲ့အတင်းဟောင်းနဲ့ပြန်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်မန်ယူကနေပြီးတော့သူက brand 4ဘက်ကို goal တွင်းပြမလားပေါ့နော်ဒါလေးလည်းကျွန်တော်စောင့်ကြည့်စီရတော့ကောင်းပါရဲ့နော်အော်ဒီဘက်မှာကျွန်တော်က body ဆိုရင်တော့အဲမန်ယူ အတင်းကြီးတင်းကြီးအောင်ပြီဆိုရင်၃ဘွဲ၁၀လောက်တော့နေဆုံးတော့ကြီးအောင်လေးတော့ရှိတယ်။အဲ့ဒီ flow ရဆိုတော့ဒီနေ့ main body ဆော့လို့ရတယ်။ကိုပေါင်းကြီးရဆိုရင်တော့ကိုပေါင်းကအပေါ်ပဲသွားဖို့ရခိုင်လို့များအစောဆုံးပွဲစဉ်ဖြစ်နေပေမဲ့ပေါ့နော်။အပေါ်လေးပဲနေချင်တာကောင်းတယ်။ brand 4ကလည်း go twin ဂိုးပေးတော်တော်လေးအားကောင်းတဲ့အတင်းမန်ယူကလည်းဂိုးတွေပွဲတိုင်းနှိပါပေးရတယ်ဂိုးတွေလည်းရအောင်တွင်းရတွင်းနိုင်နေပေါ့နော်လက်ရှိမှာဂိုးတွေလည်းရအောင်တွင်းနိုင်နေ show on target တွေ expected ဂိုးတွေဆိုလည်းဒါ ring ranking ရကြည့်မလို့အမြင့်ဆုံးမှာရှိနေပေါ့နော်အဲ့လိုမျိုးဆိုတော့မန်ယူလည်းဂိုးရမယ် brandford လည်းဂိုးရမယ်လို့ one one လောက်ကကျွန်တော်စကြည့်မယ်သုံးလုံးကအချိန်မရွေးရောက်သွားနိုင်နော်အဲ့ဒါကြောင့်ကျွန်တော်ဒီဘက်မှာဂိုးပေါင်းအပေါ်လေးကိုအဓိကကြိုက်တယ်အဲအတင်းကြီးကြီးအောင် flow ရဆိုတော့ main body လေးကိုနေခြင်းကြာဒါမှမဟုတ်ကျွန်တော် main fan ဖြစ်တဲ့အတွက် ကိုမန်ယူဒီနေ့အားရမှုကောင်းလားဆိုတော့အရင်ကြီးတော့ကျွန်တော်မထင်ဘူးပေါ့နော်တေးတပေါက်တော့ကြောက်ရတယ်ပေါ့နော်အရင်ကြီးအားရစရာတော့မကောင်းနေရတဲ့ဒီဘက်မှာကျွန်တော်မန်ယူဘော်ဒီလေးတော့လက်ဆောင်ကျင်တယ်ကိုအတင်းကိုလည်းမပေးကျင်ဘူးဘရန်ဖို့နေရလားဆိုတော့လည်းဘရန်ဖို့ကိုလည်းခြေလွှမ်းရကြည့်ပြီးမနေဘူးဒီနေ့ဘရန်ဖို့နေရာမှာခစ်စတယ်ပဲလေးတို့တခြားလန်ဒန်ကလပ်ဖြစ်တဲ့ခစ်စတယ်ပဲလေးတို့ဘာလို့ဖူဟန်လို့ဘာလို့နေမယ်ဆိုတော့ကျွန်တော်နေရသေးတယ်ပေါ့နော်ဒါပေမဲ့လက်ရှိမှာတော့ဘရန်ဖို့ခြေလွှမ်းရအရာအရာကြာမကောင်းတာတော့မနေရဘူးအဲ့တော့ကိုပေါင်းအပေါ်လေးပဲကျွန်တော်ရွေးချယ်ပေးကျင်ပါတယ်နော် နောက်တစ်ပွဲကကျွန်တော်တို့ Crystal Palace နဲ့ Liverpool ဒါမနေ့က live မှာလည်းကျွန်တော်ပြောခဲ့ပါတယ်နော် Liverpool လက်ရှိမှာတလုံးပေးတလုံး60နိုင်ပေးနေရဆိုရင်ဒီဂျီတန်ကကြီးအောင်မခတ်တဲ့ဂျီတန်3 plus 50နိုင်ဖွင့်လာတယ်1 plus 60နိုင်3 plus 50နိုင်ဟောဒီဂျီတန်အရဆိုတော့ Liverpool ဂျီလဲကြချိန်လဲတန်နေပြီဆိုတော့ကြီးအောင်မတော်တော်လေးခတ်တဲ့ဂျီတန်တရတော့ဖြစ်တယ်ပေါ့နော်မနေ့ကလဘာဘူးက Crystal Palace ကိုတလုံး90နိုင်ဝင်ကျင်လောက်ပြီးခဲ့တယ် ဒီနှစ်မှာတလုံး60နိုင်ကကျွန်တော်တော့နုတယ်ဗောနော်ဟိုဒီတက်ပို့ပေးလို့ရပါရင်เนาะအဲအကြောင်းမလို့ကျွန်တော်မကြိုက်ဘူးဗျအဲ့တော့ကျွန်တော်ဒီပွဲမှာခရစ်စတယ်ဘဲလီပဲယူပေးရမှာပဲခရစ်စတယ်ဘဲလီဝယ်နေရမှာဗောနော်လဘာဦးကနိုင်လဘာဦးကကြဘလို့ပြောမလဲနိုင်တောက်ချောင်းနိုင်နေကြတေလောက်တော့နည်းနည်းကြတင်နေတယ်အာဆင်နယ်ဆိုလဲဒီမှာတေတွေကြနေရပြီเนาะအာဆင်နယ်လဲမှာတေတပွဲ တပွဲရှုံးတဲ့တပွဲတည်ရေဆိုတော့ဟိုလင်ပါဘူးလည်းနည်းနည်းဟိုတခုခုတော့အဲဆမ်ပလင်းတော့ဖြစ်မှရတော့မယ်ဗျာတည်ရမလားဟိုလင်ပါဘူးအာဆင်နယ်ကဒီဒီဘက်မှာလည်းနယူကာဆင်နယ်တော့ပွဲကကြက်တယ်နော်အဲ့တော့အာဆင်နယ်ကနယူကာဆင်လည်းမနိုင်ဘူးရှုံးထက်ရှုံးမှလည်းဖြစ်သွားမှလည်းလင်ပါဘူးကဒီနေ့နိုင်သွားတယ်အမှတ်တည်းထက်ပြတ်တော့အဲ့တော့ဒီပြတ်ဝိုင်းတော့ကြည့်မကောင်းတော့လीနော်တိုင်တေဦးလေးကအဲ့တော့ဒီပွဲမှာကျွန်တော်ခရစ်စတယ်ဘဲလီပဲကြိုက်ပါနော်လင်ပါဘူးကိုမကြိုက်ပါဘူးတေလောက်သွားမယ်ထင်တယ်ကျွန်တော်ကတော့ ဝမ်ဝမ်စီးစီးလေးလာမယ်ထင်ပါတယ်နော်ဒီပွဲကကျွန်တော် Crystal Bell Body လေးကြိုက်ပါတယ်ဂိုးပေါင်းက3လုံးတဝက်ရမယ်ပေါ့အဲ့ဂျီတန်းကအဲ့ဂျီတန်းကနည်းနည်းလေးတော့ risk တော့များတယ်ဂိုးပေါင်းအပေါ်နေရလားဆိုတော့ကျွန်တော်ဂိုးပေါင်းအပေါ်တော့မကြိုက်ဘူးဒီပွဲမှာဘာလို့လင်ပါဘူးကလည်း ETG လို့ပေါ်လာနီကဲဟိုတနေ့ကအင်းကြီးချုပ်ပြီးအောင်မွေးခံပြလာလေရှိမှတဝါပြထားအောင်မေ့နေလားဘာလားလို့ဒီနဝါတင်းထုတ်ခံလဲလင်ပါဘူးတိုက်စစ်ကဒီနည်းနည်းလေးရောလောက်တယ်ပေါ့နော်အားနည်းလောက်တယ် ဟိုပဲလေးရလဲမာမာတီဂီလာမာတူဂီလာအဲ့ကောင်နေတကောင်တော့ပဲကြံတော့တာဆိုတော့မာတီတာလာနော်အဲ့ကောင်ပဲကြံတော့တာဆိုတော့တိုက်ပြီးတော့အရင်တိုက်စက်ကထက်ထက်မြက်မြက်တော့မရှိတော့အဲ့တော့ပဲလေးလည်းကိုရဖို့ခတ်နိုင်တယ်လို့လမ္ဘာဦးလည်းကိုရဖို့ခတ်လောက်တယ်တုံးလုံးအလုံးလုံးမရောက်တုံးလုံးရောက်တော့ပြားငါးနေတော့ရင်းမယ်ဗျာပြားငါးလည်းရင်းမယ်ကိုအောင်နေပဲဆွန်းသားကောင်းလေးလုံးရောက်ဖို့တော့ဘလုံးမှမဖြစ်နိုင်တုံးလုံးရောက်ကောင်းရောက်မယ်လမ္ဘာဦးတူဝန်းနဲ့နိုင်တာမျိုးခစ်တဲ့ပဲလေးတူဝန်းနဲ့နိုင်တာမျိုးဒီလိုမျိုးတော့ဖြစ်ကောင်းဖြစ်လာနိုင်ရှင်ရှိရဒါပေမဲ့ကိုအောင်ပဲကျွန်တော်ကြိုက်တယ် အောက်ဆုံးကြိုက်တယ်ပေါ့နော်ခရစ်စတယ်ဘဲလီနဲ့ကိုအောက်လေးပဲကျွန်တော်ကြိုက်ပါတယ်နောက်တစ်ပွဲအချဲစီနဲ့ဘိုက်တန်လာပြန်ပြီ1ဘလက်60နဲ့သူလီဘလက်35နိုင်နော်ဒီနေ့မှာ1ဘလက်60တွေ့နေရတယ်ကိုပေါင်းကြီးကသူလီဘလက်30နိုင်50နိုင်ဝင်ရိုးတွေတွေ့နေရတယ်နော်သူလီဘလက်30ဆိုတာသူလီဘလက်50ဝင်ရိုးအခြေခံထားတာပေါ့နော်အဲ့တော့ဒီပွဲကတော့ Chelsea ကပါမတော့မပါနိုင်သေးဘူးဗျာဒီလက်ရှိမှာသူပေါင်ချန်တန်ရလားမသိရချင်းပါမပါလဲကိစ္စတော့မရှိပါဘူးเนาะ နဲ့ Chelsea ရဲ့နောက်ဆုံးပွဲစဉ်မှာ League Cup မှာ Lincoln ကို2-1နဲ့ Man U ကို2-1နဲ့ရှုံးတယ်။ Bayern ကို3-1အော် Chelsea ရဲ့ဒါဘီဟိုကကန်းရမယ်ဗျ။ Benfica နဲ့ Champions League ပွဲရှိတယ်။အဲ့ပွဲအတူတန်ဟိုအရေးကြီးရယ်။နော် Chelsea ရဲ့ဒါဘီရင် Benfica နဲ့ Champions League ရှိမယ်။ပြီးရင် Liverpool နဲ့အင်ကွင်ပြည်များလီပွဲဟာ Chelsea ရဲ့နှစ်ပွဲဆက်ပွဲကျက်တယ်ဗျ။နော် နှစ်ပွဲဆက်ပွဲကျက်တယ်ဆိုတော့ဒီနေ့ပွဲကတော့သူအမှတ်ကလည်းလိုနေပြန်ရောပြည်များလေးဘက်ကကြည့်မယ်ဆိုရင်နော်အော်ချယ်စီကတော့နည်းနည်းချယ်စီကတော့တိုင်ပတ်မယ်ထင်တယ်ဒီနေ့တော့ချယ်စီအားရစရာတော့မကောင်းနေဘူးချယ်စီအဆင့်6ကနေချယ်စီရဲ့လက်ရှိမှာ10မှတ်နဲ့အဆင့်6ဘရိုက်တန်က9မှတ်နဲ့အဆင့်14 6ကနေအဆင့်14ကို1.90ရတော့မဖြစ်တင်ဘူးကျင်းနုတယ်နော်ကျင်းတိုင်းရကြည့်မယ်ဆိုကျင်းနုပါတယ် အဲပုံမှန်ဆို1 plus 50ပေးတာဗျ1တလုံးတည်ပေးရရှိတယ်1 plus 50ပေးရရှိရထပ်တူရတွေ့ဆုံမှု5ချိန်စလုံးနောက်ဆုံး5ချိန်စလုံးတော့သူတို့နှစ်တင်းတွေ့ဆုံမှုကကိုပေါင်းအဖော်တွေတက်ထား3လုံးတော့ရောက်တယ်ဗျတိလားအဲ့တော့ဒီပွဲမှာ body က body ကနည်းနည်းလေးတော့အန်တင်များတယ်ကျွန်တော် chelsea ကိုတော့နည်းနည်းလေးပိုကြိုက်တယ်ဘာကြောင့်ကြိုက်တာလဲဆိုကြီးရတော့မကြိုက်ဘူးဘာကြောင့်ကြိုက်တာလဲဆိုရင်တော့သူ့ရဲ့နောက်လာ feature ပွဲကျက်နေလို့ ပွဲကျက်နေရာဖြစ်တဲ့အတွက်သူဒီနေ့မှအမှတ်ယူထားမှရမယ်ဘင်ဖီကာနဲ့လည်းသူအမှတ်ယူမှရမယ်ပြီးရင်လပောင်းနဲ့ပွဲမလွယ်ဘူးလပောင်းကလက်ရှိမှာဒါအဆင့်တက်မှရက်တည်နေရဆိုတော့နော်အဲ့တော့လပောင်းနဲ့ချက်ကြီးပွဲကလပောင်းကိုချက်ကြီးအမှတ်ရဖို့ကနည်းအိမ်ကွင်းဖြစ်တော့တေလောက်တော့ခံကန်နိုင်တာပေါ့နော်သုံးမှတ်ရဖို့ကခက်တယ်အဲ့ဘရိုက်တန်နဲ့ပွဲကသူသုံးမှတ်မယူထားရင်သူတိုင်ပတ်သွားမှာရှိမှလည်းမန်ယူပြီးမြားလိမှာတပွဲထက်ရှုံးတာဆိုတော့နော်အော်ဘော်ဒီလေးဆိုတော့ကျွန်တော်ချက်ချီလေးပပလေးတော့ကြိုက်တယ်နှစ်တင်းဟတ်တူအတွေ့အကြုံမှုတွေအရာကတော့ကိုပေါင်းအပေါ်တွေတော့တောက်လျှောက်တက်ထားတယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်ဒီပွဲမှာကိုပေါင်းပေါ်မကြိုက်ဘူး။ဘာကြောင့်မကြိုက်လဲဆိုချက်စီကစားအရင်တင်ဆော့မှာမဟုတ်ဘူး။ဒါတလုံးလုံးတလုံးလုံးရပါရနဲ့ထင်းကစားဖို့များတခုတော့ရှိရပါလိမ့်ဘရိုက်တန်ကအရင်ဖွင့်တိုက်ရင်လည်းဆိုတော့မပြောတတ်ဘူးပေါ့နော်။ဒါဘရိုက်တန်ကိုကြောက်လဲကျွန်တော်ဘရိုက်တန်နောက်ဆုံးပွဲထဲမှာ6 6 0နဲ့ဂိုးပေါ်ထားရတယ်နော်။အဲ့လိုမျိုးဂိုးပြည့်ချင်းပြည့်ကြီးပေါ်ပြီးကျွန်တော်နောက်ပွဲမှာဂိုးပေါင်းပေါ်ထပ်မကြိုက်တော့ ဂျေးတင်းတင်းလည်းဂိုးမပေးဘူးပြီးတော့ချက်စီရလက်ရှိမှာဂိုးပေါင်းပေါ်၄ပွဲဆက်ကန်ထားတယ်ဘိုက်တန်ကလည်းဂိုးပေါင်းပေါ်၅ပွဲဆက်ကန်ထားဒီနေ့ဂိုးပေါင်းပေါ်ရောက်တော့ချောက်ကန်ရဲ့နှစ်တင်တွေ့ဆုံမှုဟက်တွေ့တွေ့ဆုံမှုလည်း၅ချိန်စလုံးမှာလည်း၅ချိန်ဂိုးပေါင်းပေါ်တတ်ထားတဲ့နေရာမှာသူတီးကြီးတော့ဂိုးပေါင်းကြီးမပေးရဘူးသူတီးပလက်35ဆိုတော့၃လုံးရောက်တယ်ပြား30လောက်ရပြီဆိုတော့ဂျီတန်ကနှုတ်ပါတယ်နော်အော်ဂျီရကြည့်မယ်ဆိုရင်နှုတ်ရကျွန်တော်တုံးတက်တယ်အဲရှေ့ရဘော်ဒီဂျီတန်နှုတ်လို့နောက်ကဂိုးပေါင်းကြီးနှုတ်လာလို့မပြောနဲ့ရှေ့ရဘော်ဒီဂျီတန်0တက်တဲ့ပေးရပွဲမှာသူတီးမိုင်းနဲ့ထွက်တဲ့ဂိုး ောင်းကြီးနေအများကြီးရှိရယ်သူရင်းညီပြီးရယ်ကိုပေါင်းကြီးနေအများကြီးရှိရယ်เนาะအဲ့တော့ဒီဘက်မှာကျွန်တော်ကိုအောင်ပဲကြိုက်နေချဲကြီးလည်းတိတ်မယုံယုံတလုံးလုံးတော့ဖြစ်ကောင်းဖြစ်သွားနေတယ်เนาะဒါချဲကြီးလည်းအန်နေအများကြီးမောင်းနေပိုင်းမှာဆိုတော့ထဲဆော့လို့ကောင်းမှာချဲကြီး body ထဲဆော့လို့ကောင်းတယ်เนาะအကိုပေါင်းအောင်ပဲကျွန်တော်ကြိုက်ပါတယ်ချဲကြီးပိုင်းနဲ့ကိုပေါင်းအောင်ကြိုက်ပါเนาะနောက်တစ်ခုကမန်စီနီပန်လီမန်စီနီကနှလုံး20နာကိုပေါင်းကြီး3လုံး30ရှုံးကိုမောင်ကြီးနဲ့ဘော်ကြီးကြီးတန်းကတော့တစ်ဖက်တည်းကဂိုးတွင်းမဲ့ကြီးတန်းမျိုးတော့ဖြစ်နေတယ် ဖြစ်အဲဘန်လီကနောက်ဆုံး၅ပွဲမှာဒါဘီကို လိကတ်မှာတပွဲနိုင်တာပဲရှိတယ်။ဂျန်နေပွဲတွေမှာအရှုံးနဲ့တည်ရပဲရှိရနော်။အမဘေးစရောက်ကြည့်မယ်ဆိုရင်မန်စီးတီးယား၉မှတ်အဲအဆင့်၉မှာ၇မှတ်နဲ့၉မှာဘန်လီက၄မှတ်နဲ့အဆင့်၁၆အဲ့ဒီခုနကမှကြည့်ကျွန်တော်ရှင်းပြမယ်နော်မန်လီဒီကိုကအတင်းရအောင်မှာဘန်လီကို16ကဘန်လီကို တူပလက်20ပြီးရဟုတ်အစင်း6ကချယ်စီမန်စီးတီးနဲ့လို့ဒါရမတ်ဆိုတက်မှတ်ပဲကွာအစင်းဆို20ပဲကွာအဲ့ရအတင်းကိုမှဘလင်ဘန်လီရဲ့အထက်ကဒီအစင်းဆက်လေးရဘိုက်တန်ကိုတလုံး90နာရီဆိုချယ်စီကြီးကနုနေပြာနော်ချယ်စီဘော်ဒီရှောင်းလိုက်ပါအန်နေများပါနော် အမန်ဒီဒီတော့နှလုံး20လောက်ပဲအာအတင်းအတင်းကြီးအတင်းကြီးနဲ့အတင်းလေးမလို့ဘာညာအဲ့လိုမျိုးမပြောနဲ့အမအမဘေးဆရာမှကြီးအမဘေးဆရာလက်ရှိကားနဲ့ကန်နေရဲ့ဟိုခြေလမ်းမှန်နဲ့ရက်တီနေရဆရာပဲလीနော်အဲ့တော့ချက်တီပွဲကဘော်ဒီချောင်းလိုက်ပါအန်ဒီမြောက်အာမန်ဒီဒီပွဲကလည်းကျွန်တော်မန်ဒီဒီကိုကြိုက်လာတော့မန်ဒီဒီနှလုံးတော့ပြက်တော့ပြက်မယ်ကဒါပေမဲ့ပြား20ပဲရမှာပေါ့နော်အဲ့တော့မန်ဒီဒီလက်ရှိမှာနောက်ဆုံး၃ပွဲဆက်9ပေါင်းအောက်ထားတယ် ဘန်လီကတော့ဆုံးပွဲမှာကိုပေါ်ထားရှေ့မှာတော့နှစ်ပွဲကိုအောက်တယ်နော်ဘန်လီရဲ့အဝေးကွင်းတစ်ချက်ရှိုးလာမယ်မန်ယူ3-2နဲ့ရှုံးတယ်စပောက်3-0နဲ့ရှုံးတယ်တပွဲကိုတုံးကုန်လုံးပေးထားရတယ်ရာကူကတော့2ကိုမန်ယူနဲ့ပွဲပြန်ရထားတယ်နော် အော်ဒီပွဲကအဲ့လိုနောက်တန်းနေရှင်ကြည့်ပါဗျာစပားနောက်တန်းနဲ့မန်ယူနောက်တန်းမန်ယူနောက်တန်းညံ့လို့2ကိုပြန်ပေးရမန်ယူစပားကနောက်တန်းကောင်းလို့မပေးခဲ့ရအဲမန်ယူနောက်တန်းနဲ့မန်စီနောက်တန်းရှင်ကြည့်ပါဘယ်လိုပိုကောင်းလဲ နော်အဲ့လိုလေးရှင်းပြီးတော့မန်တီနီကိုပြရနိုင်ရင်ရှင်းလာပါမန်တီနီအိမ်ဝင်းဖောင်ကိုကြည့်လိုက်မယ်ဆိုရင်ပထမဘွယ်စပါဟုတ်ဒူးစင်းနဲ့ရှုံးနော်စပါဟုတ်ဒူးစင်းနဲ့ရှုံးနေဟုတ်တယ်ပြီးရင်မန်ယူဒူးစင်းနဲ့နိုင်ပြီးတော့နာပိုလီဒူးစင်းနဲ့ရှုံးနေပေါ့နော်အော်မန်တီဒီကဒါဘီနော်ဟိုဟာရှိရဲကျွန်တော်ချန်ပီယံလိမိုနာကိုပြင်တက်ကိုဝေခင်းသွားခံရမယ်နော်အော်ဒီပွဲမှာကျွန်တော်ဒီလိုလေးကြိုက်တယ်ဘန်လီနဲ့ဂူပေါင်းအပေါ်လေးတွဲဆော့ဖို့ကောင်းပါရဲ့နော်မန်တီဒီ ဘန်လီတကူရပါမယ်လေမန်ဒီကူကြည့်အောင်မခက်လိမ့်မယ်အဲတူနီဝမ်ဖြစ်နေအောင်တော့ပျား20ပဲရမှာပေါ့နော်တကယ်လို့တူနီစီနဲ့နိုင်နေတဲ့အချိန်မှာဘန်လီတကူရသွားခဲ့ရင်တူနီဝမ်ဆိုရင်ကျွန်တော်တို့ဒီပျား20ပဲရတော့မှာဆိုတော့ဒီညမှာကိုပေါင်းပေါ်ကကျွန်တော်အပြည့်ရပါတယ်အဲ့တော့တုံးလုံးတုံးတဲ့ရှုံးရကိုပေါင်းကြီးမှာဘန်လီတကူလောက်မျောပြီးတော့ကျွန်တော်တို့21 31 41ဒီလိုမျိုးကြီးလာမယ်ဆိုရင်41ဆိုတော့အကောက်ရှုံးဖြစ်မယ်ပေါ့နော်21ဆိုတော့ကျွန်တော်ပိုကောင်းတယ်21ဆိုရင်လည်း ကောင်းတယ်တူမန်းဆိုရင်လည်း body အပြည့်ရမယ်ကိုပေါင်းကအပြား30လောက်ပဲရှုံးမှာဆိုတော့ဒါအပေါင်းပြတာပဲเนาะအော် Bentley body နဲ့ကိုပေါင်းအပေါ်လေးတွဲဆိုတော့ကောင်းလိမ့်မယ်ပေါ့เนาะဒါကြောင့်ကိုပေါင်းအပေါ်မဆော့ကျင်ဘူးဆို Bentley body ချောင်းနဲ့ဆိုတာမတိသုံးခုပြတ်ဖို့ခက်လိမ့်မယ်ကျွန်တော်တွေ့တယ်ကစားချွေတာမှာကြောက်ပါเนาะဘာလို့သူမွန်နာကိုနဲ့ပွဲစဉ်ရှိလို့ပါเนาะအဲ့တော့နောက်တစ်ပွဲကနောက်တစ်ပွဲက leaf နဲ့ leaf နဲ့ဘုံပေါ့ဒီပွဲမှာဘုံပေါ့က level 30ရှုံးပြီးနေကိုပေါင်းချင်းနှလုံးကို80 ငါးပြားရှုံ60ရှုံချမှာပြီးနေတယ်။အာဒီကိုပေါင်းကြီးကပုံမှန်တော့မဟုတ်တော့ဘူးเนาะဒီကိုပေါင်းကြီးရဲ့တမျိုးကြီးပဲနုနေ။ဒီ Live United ကလည်းအင်ကွင်းဆိုရင်အာဂိုးတွင်းနဲ့အတင်းလေเนาะအင်ကွင်းဂိုးတွင်းအားရှိတဲ့အတင်းလေ။ကျော်ဒီဘက်မှာဘုံပေါက်ကြီးပေးတာနှုတ်တယ်လို့ခံစားရတယ်။ကိုပေါင်းကြီးလည်းနှုတ်တယ်လို့ကျွန်တော်ခံစားရတယ်။ဘုံပေါက်ကအဆင့်၄ရအတင်ဗျာ အဆင့်လေးရအတင်းကိုအတင်းကအဆင့်ဆက်နဲ့က leaf united ကို level 30ရှုံးမဲ့ပြီးရနော်ပြီးတော့တန်းတဲ့အတင်းလည်းဖြစ်တယ် leaf united အဲ့တော့ကျွန်တော်ဒီဘက်မှာကြီးလေးနှုတော့ရှင်းပါဒီဘက်ကျွန်တော် ancient leaf united ပဲကြိုက်ပါနော် leaf united ကြိုက်ရဂိုးပေါင်းကတော့အန်ဒီများတယ်ဗျအကြီးရတော့အောက်ကိုသွားမဲ့ကြီးတယ်မဲနော်ဂိုးပေါင်းအောက်ကိုသွားမဲ့ကြီးတယ်မဲအဲတခုတော့ရှိရနော်လီမီယာလည်းသူအိမ်ဝင်ပွဲကြီးမှာတော့ဂိုးတွေအောက်တာနယူကာဆင်နဲ့ဇီဇီ ် Everton ကိုလည်း 1C အဲ့တပေါက်တော့ရှိရယ်ဘုံမောက်ဝင်းကင်းကျော်ကြည့်ပေးမယ်ဘုံမောက်ဝင်းကင်းစပောက်ဝင်းကင်းနိုင်ထားတယ်လပါဘူး42နဲ့ရှုံးတယ်ဂိုးတော့2ပွဲဆက်ရထားတယ်နော်ဂိုးလေး2ပွဲဆက်တော့ရထားတယ်အဲ့တော့ကိုပေါင်းကတော့ကိုပေါင်းကြီးရပဲကျွန်တော်ကိုပေါင်းကြီးနောက်ပဲလိုက်တာကောင်းပါဒီဘက်တခုဟိုကိုပေါင်းအပေါ်တက်မယ်လို့ဒူနီပလက်90လောက်တော့ဒါမတင်မကြလေးဖွင့်ပေးထားတဲ့နေဂျီတန်းပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကိုပေါင်းအောက်ပဲနေရမှာပဲဒီဂျီတန်းရအဲ့တော့ လီရှူနိုက်တက်နဲ့ဂူပေါင်းအောက်လေးကျွန်တော်ကြိုက်တယ်စီစီ11ဒီလိုလေးပဲလာဖို့ရခိုင်တော့များတယ်ပေါ့နော်အဲ့တော့ leaf နဲ့ဂူပေါင်းအောက်လေးပဲကျွန်တော်တွဲပေးခြင်းပါနော်နောက်တစ်ပွဲက northern forest နဲ့ sunderland 1 black 65ပြားနဲ့3နှလုံး85ပြားရှုံးဒီပွဲကတော့ဒီပွဲတော့ကျွန်တော်တို့ northern forest ဘက်ကိုပဲနေရတော့မယ့်အချိန်ရောက်ပြီပေါ့နော်ဘာလို့ post ကို glue ရောက်ပြီးနောက်ပိုင်းဒါနိုင်မွေးမရသေးဘူးရှုံးပွဲ2ပွဲရှိတယ်တေး2ပွဲကြာတာဗတ်တင်2ပွဲစင်ပါလဲသူတို့ဒါတေးပဲကြာခဲ့ ဒါပေမဲ့သူအဲ့ပွဲမှာကောင်းတယ်ကျွန်တော်ကြည့်လိုက်တယ်ကောင်းတယ်နော်မဆိုးဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာ Northern Forest 19မီလို့တိုင်းတင်နေတဲ့အချိန်ရောက်လာပြီပေါ့နော်။သန္တလန်ကတော့တန်တက်ဖြင့်တန်တက်အတင်းပြီးပြီးအင်ကွင်းတွေဖိကလာတယ်။အင်ကွင်းတွေမှာအထွန်မီလာကိုတယောက်ယောက်နဲ့တော့ပြန်ပြီးတင်ကြအောင်ကလာနိုင်တဲ့ဒါကလာအားလေးချီကျူးဖို့ကောင်းပါရဲ့နော်။အဲ့တော့ဒီပွဲမှာသန္တလန်ဝေကွင်းဖောင်ကျွန်တော်တော့ပြန်ကြည့်တော့လဲဘန်လေးကိုတူးစီးနဲ့ရှုံးတယ်။ပဲလေးကိုစီးစီးပေါ့နော်။အဲ့တော့ပဲလေးနဲ့ ဲလေးကဒီဆန္ဒလန်းကိုပေးတဲ့ကြေးရကြောင်း1 block ကို block အဲတော့80နိုင်လား90နိုင်လားနော်တလုံးအပြည့်နိုင်နေပါတော့ပေးခဲ့တာပဲအဲမဟုတ်ဘူး sorry sorry တလုံး20နိုင်30နိုင်လောက်ပေးခဲ့တာဒါကြောင့်တလုံး20နိုင်30နိုင်ဆိုတော့အောက်တင်ဆန္ဒလန်းနဲ့ကိုအောက်ကြိုက်ခဲ့တာအဲတော့မှန်တယ်အဲ့တော့ပဲလေးကတလုံး20နိုင်30နိုင်ပေးရတယ်နော်တယ်ဖောရက်ကလည်းကြေးပြန်ချိန်မယ်ဆိုတော့အဲ့လောက်ပေးလို့ရတယ်အဲဘာရောက်မပေးရလဲဆိုလက်ရှိကားရဖောင်အရာ Northern Forest အလောက်ထိကြီးမပေးထားလို့ကျွန်တော်ယူဆရပါတော့ Northern Forest နဲ့ Bailey ကဒါ ကြည်နန်းနေနေတူရတဲ့တူရတဲ့အတင်းထဲမှာပါတယ်ဗျာဒီမှာ mid rate ထဲမှာကြည်နန်းတူရတဲ့အတင်းထဲမှာလက်ရှိမှာတော့အမှတ်ပေးလျားရကြည့်မယ်ဆိုရင်တော့ northern forest ကတော့ဟို55မှာပေါ့နော်ပဲလီကတော့9မှာပေါ့အခုဆန်းသားလန်းကအဆင့်ခွန်မှာအဲ့တော့အဆင့်ခွန်ကအတင်းကိုအောက်က northern forest အဆင့်55အတင်းကတလုံးရှိရင်တော့ပြား60ပြား80နိုင်မင်းပေးတာဆိုတော့ဒါ northern forest ဒီနေ့နိုင်မွေးရဖို့အချိန်တန်ပြီနော်အဲ့တော့ northern forest နီးပြတဲ့ formula လေးဒီနေ့မှာအင်ကွင်းပွဲစဉ်လည်းဖြစ်နေတော့နိုင်မလားပေါ့နော်အဲ့တော့ northern forest body လေးပဲယူရပါမယ် ကိုပေါင်းကြီးကတော့ဆန္ဒလန့်ဝင်းကွင်းသူခံစစ်ဦးစားပေးကစားတာဆိုကိုပေါင်းအပေါ်သွားဖို့တော့ခက်မယ်အဲ့တော့ Northern Forest 10လို့ result မျိုး20%လောက်ပဲလာနိုင်ချင်ရှိရအောင်ကိုပေါင်းအောက်လေးနဲ့တော့တွဲဆော်ပါတော့အဲဟိုတနေ့ကကျွန်တော်တို့ဒီကြီးနဲ့ဗာနဲ့တူလဲ Aston Villa နဲ့ Bologna ပွဲစဉ်နဲ့တူတူပဲပေါ့နော်ဒီလိုလေးပဲဖွင့်ပေးတာ1 black ကို80ဝင်းကျင်ကိုပေါင်းကြီးနှလုံး50နိုင်နှလုံး50ရှုံးနဲ့80ရှုံးဂျားလေးမှာအပြောင်းလဲနေလောက်ပြီးတော့ဖွင့်ပြီးတော့ နော်အက်ရှင်မီလာ19တန်တဲ့အချိန်မှာ1-0နဲ့နိုင်သွားတယ်နော်အဲဒီနေ့လဲ Northern Forest 9 not နိုင်မယ်ကိုပြည့်ချင်းပြည့်ကြီးဖလန်ဖလန်ဖူးအဲ့လိုမျိုးနိုင်သွားမှာတော့မဟုတ်ဘူးကက်ပုတ်ကာတီကာလီကက်ပြီးတော့ပဲ1-0လောက်နဲ့ပဲနိုင်ဖို့များအဲ့တော့ Northern Forest နဲ့9အောက်လေးတွဲဆော့ပါနော်အဲ့ဒါဆိုပို့ပြီးစိတ်ချပါတယ်ပြီးတော့နောက်ဆုံးပွဲကတော့ဒါစပါးနဲ့ဝူးပေါ့စပါးတလုံး10ပြားနိုင်55အဲတလုံး55ပြားနိုင်ကိုပေါင်းရင်တလုံး65ပြားနိုင် ืมဒီနေ့ပြည်မြလေးကိုပေါင်းကြီးတွေอ่ะเนาะပြည်မြလေးကိုပေါင်းကြီးတွေအဲ့လိုပါပဲအပတ်တိုင်းလည်းပြောနေကြပဲเนาะဒီဘွဲမှာစပါးတလုံး10ပြားနိုင်15ပြားနိုင် ပြား20နိုင်เนาะကျွန်တော်တို့ရဲ့ဒီအကွက်ထဲတော့ဝင်နေတာပေါ့ဗျာဒီလိုကြီးတန်းနေအပေါ်တင်းကြီးအောင်တာရှားတယ်နိုင်သွားလဲတလုံးတာပဲပေါ့เนาะအဲ့စပါးရဲ့ map base ရောက်ကျွန်တော် ရှိုးလိုက်မယ်အဆင့်3ပါအာနုတာပေါ့เนาะဟိုကအဆင့်20ပါဗျာ အဆင့်300အတင်းအဆင့်20အတင်းကိုတလုံးရှိတော့ပြား20တော့နိုင်နေတယ်စဉ်းစားကြည့်ပါညီကိုရိုးရှင်းရှင်းလေးပဲစဉ်းစားကြည့်ပါနော်အော်ဒီပွဲမှာကျွန်တော် Uber Handan Body ခြိုက်ပါနော်စပါတာပြီးဘိုဒိုကလင်ကိုဝေးကွင်း Leaf United ကိုဝေးကွင်းပြန်လာ Aston Villa အိမ်ကွင်း Monaco ကိုဝေးကွင်း Everton ဝေးကွင်းနော်တခုတော့ရှိတာပေါ့လေသူကဒီနေ့အိမ်ကွင်းပွဲပြီးနောက်လာမယ့်အိမ်ကွင်းပွဲတဲ့ Aston Villa အဲ့ကြားထဲမှာ ဟိုဟာဝင်းဝင်းနေပဲတောက်လျှောက်ကံမှာဒီနေ့အိမ်ဝင်းပွဲဆင်ရအောက်ဆုံးအတင်းလည်းဖြစ်တယ်ခြေလည်းညံ့နေဝူပါဟန်တန်လည်းဖြစ်နေတော့ဟိုဘယ်လိုပြောမလဲစပားနေခြင်းညာကောင်းတာပါဗျာစပားနေ easy နိုင်အဲ့တော့စပားနိုင်မှာတည်ကြရင်တော့ဒီနေ့ပိုပေးလို့ရအောင်တလုံး90ချုံးနေမှာပေးပလိုက်ပါဘောနော်အဲ့ဒါဆိုတော့ကျွန်တော်စပားနေခြင်းညာကောင်းတာပါလေဟုတ်တယ်မလားမနေ့ကတော့တလုံးတည် ပေးရဗျာသိရမလားဟိုကဒီနေ့တော်တော်ချင်းချင်းစိုးနေရတယ်နော် ကျွန်တော်တော့မကြိုက်ဘူးစပါမကြိုက်ဘူးဒီနေ့နော်ဝူဘာဟန်နဲ့ဘော်ဒီပဲကြိုက်တယ်တလုံးလောက်နဲ့ပဲကတ်ရှုံးမယ်ရှုံးရင်လို့တော့အဝူဘာဟန်နဲ့ဘော်ဒီပဲကြိုက်ပါကိုပေါင်းကတော့ဒူလီပလက်65ပြားနိုင်လက်ရှိမှာဝူဘာဟန်နဲ့တိုက်စစ်ကကျွန်တော်အားမရဘူးအဲချက်စပါကတော့တိုက်စစ်ကောင်းပါတယ်နော်အဲစပါတိုက်စစ်ကောင်းနေတဲ့အနေထားမှာတော့ဒူလီပလက်65ပြားနိုင်ဆိုတော့ကျွန်တော်မကြိုက်ဘူးကိုပေါင်းအောက်ပဲကြိုက်တယ်ဒါပေမဲ့ကိုပေါင်းကတော့ကျွန်တော်အားမပေးချင်ဘူးလက်ရှောင်လိုက်တာတော့အကောင်းဆုံးလို့ကျွန်တော်ထင်ပါတယ်ဝူဘာဟန်နဲ့ဘော်ဒီလေးပဲကျွန်တော်ကြိုက်ပါတယ်နော် အော်ဒါကတော့ကျွန်တော်လက်ရှိကျွန်တော်ဗီဒီယိုရိုက်တာနှစ်နာရီကြော်ကြော်လေးပဲရှိသေးရဲ့ဗျဟိုညနေကြေးပြောင်းနေပိုင်းတစ်ချက်လာအောင်ပါဗောနော်အဲ့တော့ကြေးပြောင်းနေပိုင်းလာလို့ကြေးတိရတာပြောင်းလဲတဲ့ပွဲစဉ်တွေဆိုတော့ကျွန်တော်ဒီမှာရွေးချယ်ထားတာ ਨੇ ဆန့်ကျင်ဘက်တွေဖြစ်သွားနိုင်တယ်အမှဂိုးပေါင်းအပေါ်ရွေးပြီးခဲ့တဲ့ပွဲစဉ်ကဂိုးပေါင်းကြီးနှုလာလို့ဂိုးပေါင်းအောက်ပြောင်းကြိုက်တာမျိုးကြီးလည်းဖြစ်နိုင်တယ်ဗောအဲ့တော့ကျွန်တော်က update အများနဲ့ကြည့်နေရ online မှာ online မှာကြည့်ရဘလို့ပြောင်းနေပြီတဲ့ online update ကြည့်ကျွန်တော်အများနဲ့ကြည့်ကြည့်ပြီးတော့ပွဲအဲကြောင့် member ပေးကန်ဒီမှာကျွန်တော်အများနဲ့တေချာစဉ်းစား online update ကြည့်နေနောက်ဆုံး update ကြည့်နေဟို share စတဲ့ကြည့်နေတွားပြီး compare လုပ်တယ်ဂျာထဲမှာလည်းကျွန်တော် video ရိုက်တဲ့အချိန်မှာပေးတဲ့ကြည့်နေ၃ခု၄ခုလောက်အချိန်၃ခု၄ခုလောက် compare လုပ်ပြီးကမှာ ါပေးရများပါနော်အော်ညောညနေကျရင်တော့ပြန်တွေ့မယ်လက်ရှိဒီဗီဒီယိုလေးကတော့ဒါပြများလေးပွဲစဉ်တည်တံ့တုံးတက်ပေးတာဖြစ်ပါတယ်နော်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြ sorry sorry နော်ညချမ်းမရောက်သေးကျွန်တော်ညတွေပဲပြောနေရများတော့ညချမ်းတွေပဲပြောခြင်းအားလုံးမင်္ဂလာရှိတော့နေ့ရက်ကလေးဖြစ်ကြပါစေအားလုံးကိုယ်လက်ပါကျွန်တော်တို့ ကျွန်တော်နောက်ဗီဒီယိုတော့လုပ်ကြည့်လိုက်အောင်ချိန်တော့ရတော့ရသေးရမှာနော်ချိန်တော့ရသေးတယ်ကျွန်တော်လုပ်ကြည့်လိုက်မယ်လုပ်ကြည့်ရရင်တော့နောက်ဗီဒီယိုကျွန်တော်ပြင်းများလေးအပြင်တခြားစပိန်အီတလီဘိုင်းနဲ့ပြန်ဆောင်ကြတာပေါ့နော်ပြီးညနေ6နာရီကျော်ရာနဲ့ကျွန်တော်မောင်းနေ wine spec code တွေနော် feed တွေကျွန်တော် join italian channel ပဲပဲ channel မှာချပေးပါမယ်အာ channel link တွေကိုမှမဝင်အောင်ကြည့်ရှုပါပြီး join ထားလို့ရပါတယ်နော်အားလုံး see you ပါ